2014-2015ဘဏ္ဍာနှစ်တွင်ရန်ကုန်မြို့တော်စီမံသားရေးကော်မတီ e-government လုပ်ငန်းတွေဆောင်ရွက်ဖို့စက်သိန်းပေါင်း1300သောမယ်လို့သိရပါတယ်။ဦးကျော်စရာဝင်းပြဖို့တာပါခင်ဗျာ။ဒီဇင်ဘာ16ရက်နေ့ကပြုလုပ်တဲ့ e-government လုပ်ငန်းတွေဆိုင်ရာရှင်းလင်းပွဲမှာရန်ကုန်မြို့တော်စီမံသားရေးကော်မတီ e-government လုပ်ငန်းကော်မတီဥက္ကဋ္ဌကပြောကြားလိုက်တာပါ။ဆုံးခဲ့တဲ့ budget ဆိုတော့မဟုတ်စက်တီစက်တီမှာသူတို့ဒီ e-government ကိုသူတို့စလိုက်တယ်။သူတို့တိတ်တဟောင်းသူတို့ရထားပြီးတော့ဆုံးဆုံးခဲ့ပါ ပထမဆက်နှစ်73မှာပြောချင်ဒီကုစတိုးထွက်ခဲ့တာဒီသိန်းပေါင်း6လောက်ရှိတာဒီကပထမ74 75မှာကျွန်တော်တို့လက်ရှိဒီ budget ထဲမှာကြာထားတာဒီကျွန်တော်သိန်းပေါင်း1000ရှိတာနောက်တစ်ခုကစတော့ပြောရဲဒီကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ဆော်ဝဲလိုစနေကိစ္စပါဒီဗမာနိုင်ငံမှာသို့ရှိရင်ဒီ e-government နဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့ဒီပညာကုမ္ပဏီတွေဒီပညာရှင်တွေအများကြီးဖြစ်ပါတယ်။ကျွန်တော်တို့ ုကျွန်တော်တို့ကော်မတီအနေနဲ့ဒီ e-government ကိုစပြီးတော့ဆောင်ရွက်ခဲ့တာ2003ခုနှစ်ကစပြီးဒါပေမဲ့အခြေအနေအကြောင်းအကြောင်းမျိုးကြောင့်ဆက်လက်ပြီးတော့ဆောင်ရွက်နေနေတယ်2013ခုနှစ်ကျမှတော့ကျွန်တော်ပြန်လည်ပြီးတော့မှစတင်ဆောင်ရွက်နေတာဖြစ်တယ်ရန်ကုန်မြို့တော်စီမံသားရေးကော်မတီက e-government လုပ်ငန်းစဉ်တွေကိုအကောင့်အထည်ဖော်ရမှာ online ဝန်ဆောင်မှုဖြင့်မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနစီမံရေးရာဌာန engineer ဌာနအဆောက်အုံတို့မှ online ဝန်ဆောင်မှု ဆန္ဒမျိုးကိုစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ဒါအပြင်အွန်လိုင်းကနေတဆင့်ရန်ကုန်မြို့တော်စီမံရေးကော်မတီကိုအကြံပြုချက်တွေပေးပို့နိုင်တယ်လို့လည်းသူကဆက်ပြောပါတယ်။ကျွန်တော်ကိုရှင်းပြတဲ့အချိန်မှာကျွန်တော်ပါတယ်။ကျွန်တော်တို့ website မှာ suggestion ဆိုတဲ့ကဏ္ဍလေးတစ်ခုရှိပါတယ်။အဲဒီ suggestion ဆိုတဲ့ကဏ္ဍမှာကြိုက်တဲ့သူကြိုက်တဲ့ဟာတွေကျွန်တော်ရန်ကုန်မြို့တော်စီမံသားရာကြီးကိုကောင်းတဲ့အကြံပေးပြီးဘာလို့အဆောက်အဦဘာတွေဖြစ်နေလဲဆိုတာပဲရေးရှင်းရေးဥဒါမှာရေးလိုက်တာ ေးလိုက်လို့ရှိရင်အဲ့ဒီရေးလိုက်တယ်ဆိုတဲ့အခါမှာကျွန်တော်ချက်ချင်းဒီဥစ္စာကိုရရှိပါလေဆိုတာကျွန်တော်အကြောင်းပြပါတယ်။အဲ့ဒီရရှိတဲ့ကျွန်တော်စီကိုအဲ့ဒီ suggestion အနေနဲ့တော့တက်လာတဲ့ဒီဒီ email ပေါ့။အဲ့ဒီ email ကိုကျွန်တော်စီကိုရောက်တယ်ဆိုရင်ကျွန်တော်ဒီအဲ့ဒီဥစ္စာဒီအဲ့ဒီ email ကိုအတွေ့အုံမျိုးတော်လို့ဆိုကျွန်တော်တိုက်ရိုက်ပြီးတော့မှချက်ချင်းကျွန်တော်တို့ဒီ account ထဲပေါ်အမေးယူဆောင်ရပါတယ်။ ။ online ဝန်ဆောင်မှုနဲ့ဝန်ဆောင်မှုမှာမြေပုံကူးခြင်းကို pilot project အဖြစ်2023ခုနှစ် match လကစပြီးမြို့နယ်ပေါင်း15မြို့နယ်ကို GIS စနစ်သို့ပြောင်းလဲပြီးမကြာမီ online ဝန်ဆောင်မှုပေးသွားမယ်လို့သိရပါဗျ။ကျွန်တော်ကျော်စရာဝန်ပါခင်ဗျာ။